ူကရိန်းရှေ့ပိုင်းကိုရုရှားတပ်အကြီးအကျယ်ထိုးစစ်ဆင်နေရုရှားတပ်ဖွဲ့တွေကယူကရိန်းရှေ့ပိုင်းကိုအကြီးအကျယ်ထိုးစစ်ဆင်နေပြီးမဟာဗျူဟာရအချက်ကြကြားတဲ့ပိုကရော့စ်မြို့မှာခြေကုန်းယူထားလာမည်ဖြစ်တယ်လို့အော်တိုဘာ29ရက်ကရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဒီနေ့မြေတွေကရုရှားစစ်သားတွေကယူကရိန်းထက်ရှစ်ဆလောက်ပိုးပြီးများတဲ့အလျောက်ဒါကိုရှင်းနိုင်မှုရမလွယ်ကူဘူးလို့လည်းဖော်ပြထားပါတယ်။ နှစ်နှစ်ကြာတဲ့အထိရုရှားဘက်ကပိုကရော့စ်ကိုသိမ်းပိုင်းနိုင်ဖို့ကြိုးပမ်းနေကြတာဖြစ်ပြီးသူတို့စီစဉ်ထားတဲ့ရှားလက်တိုင်းတော့မအောင်မြင်သေးပါဘူး။ပိုကရော့စ်ကမြို့ငယ်လေးတစ်ခုဖြစ်ပေမဲ့ယူကရိန်းရှေ့ပိုင်းစစ်မျက်နှာအတွက်လိုအပ်တဲ့ပစ္စည်းတွေနဲ့စစ်ကူပို့ဆောင်ရမှာအဓိကကျတဲ့ဗဟိုချက်ဖြစ်ပါတယ်။အခုလိုမျိုးရုရှားဘက်ကခြေကုပ်ယူနိုင်ကြတာကြောင့်ဒိုနက်ဒေသတစ်ခုလုံးသိမ်းပိုင်းနိုင်ဖို့အတွက်ပုံမနီးကပ်စေခဲ့ပါတယ်။ယူကရိန်းအရှေ့ပိုင်းစစ်စင်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းရုရှားတပ်တွေကိုတားဆီးနိုင်မှုအခက်အခဲနေရလို့ဝန်ခံသွားခဲ့ပါတယ်။ ်ပုံမှန်အားဖြင့်ယူကရိန်းကရုရှားထိုးစစ်ကိုတံပယ်ရမှာဒရုန်းသုံးပြုလက်ရှိပေမဲ့မိုးရသွန်ပြီးမြူရီဆိုင်နေတဲ့ရာသီဥတုကြောင့်ပြစ်မှတ်ထားတိုက်ခိုက်ဖို့ရအခက်တွေ့နေပြီးတော့ပိုကရော့စ်မြို့အနီးမှာရုရှားတပ်တွေကစစ်တီအင်အားနဲ့ဆလနက်ပစ္စည်းအများအပြားကိုစုစည်းထားသလိုခြေလင်းတသားတွေပေါ်အကာအကွယ်ပေးဖို့အတွက်တန်ကြက်ကရှင်တွေလည်းအသုံးပြုနေတယ်လို့ဆိုပါရစေ။